မင်္ဂလာပါခင်ဗျာ2022ခုနှစ်အောက်တိုဘာလ2ရက်ကြာသာပတေးနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါမင်္ဂလာညချမ်းပါရှင်ကျွန်မကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမရှင်မြန်မာနိုင်ငံကိုရောက်နေတဲ့ကုလသမဂ္ဂလူ့ခွင့်အထူးကိုယ်စားလှယ်မစ္စတာကင်တာနာဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်နဲ့ ဒီကနေ့တက္ကသိုလ်ရိပ်သာလန်နေအိမ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့နှစ်ဖက်စလုံးကထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။မနေ့က9နာရီကနေပြီးတော့10နာရီခွဲထိမစ္စတာကင်ဒါနာနဲ့ကျွန်တော်ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါံစန်းကျူကြီးနဲ့ဒေါံစန်းကျူရဲ့နေအိမ်ခြံထဲမှာဆွေးနွေးကြတယ်။ဆွေးနွေးပြီးတဲ့အခါကျတော့သတင်းစာဆရာများနဲ့တွေ့ဆုံမှုမလုပ်ဘူး။အဲဓာတ်ပုံသတင်းတော့တချို့တော်အောင်မှ ဆန်တဲ့ကိုဝင်ပြီးတော့ဓာတ်ပုံရိုက်ခွင့်မရဘူး။ဒီကကန္တနာကလည်းကြံအတွက်မှာတစုံပြပါမှဒင်းရောက်တည်းရဲ့မိဘုံဖြေချသွားခြင်းမရှိဘူး။မစ္စတာကန္တနာဟာပြီးခဲ့တဲ့ရက်တွေထဲမှာအင်းစိန်ထောင်ကိုတွားရောက်ခဲ့ပြီးနိုင်ငံရေးကျင်းသားတချို့နဲ့တွေ့ဆုံခဲ့သလို88မျိုးဆက်ကျောင်းသားကောင်းဆောင်တွေကျောင်းသားအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်စစ်တွေနဲ့မောင်နှမမျိုးတွေကရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်ဒုက္ခသည်တွေစီကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။မစ္စတာကင်နာနာဟာအခုတစ်ခေါက်ခီးစဉ်ထဲမှာတော့သမရဥသိန်းစိန်နဲ့တွေ့ဖို့စီစဉ်ထားသလို လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံဖို့ရှိရလို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်ဖြူနယ်ရံပြဲမြို့နယ်တွေမှာအခက်အခဲတွေ့နေတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့အခြေအနေကို88မြို့ဆက်ကျောင်းသားများအဖွဲ့ကကွင်းဆင်းလေ့လာနေတယ်လို့သိရပါတယ်ဒီခီးစင်မှာအဖွဲ့ကောင်းဆောင်ကိုကိုကြီးနဲ့အတူကိုဇော်မင်းခေါ်ဘောင်းဘောင်းမနီလာသိန်းနဲ့မမီမီတို့လိုက်ပါသွားပြီးဒီနေ့နဲ့လည်းမှရံပဲမြို့နယ်ကြောက်နီမော်ကျေးရွာအုပ်စုကိုရောက်ခဲ့တယ်လို့သိရပါတယ် မင်းညကတော့ရန်ပြဲမြို့မှာဒေတာကန်တွေတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးဒေတာတွင်အခြေအနေတွေကိုမေးမြန်းဆွေးနွေးခဲ့ကြတယ်လို့88မြို့ဆက်ចောင်းသားများအဖွဲ့ကပြောပါတယ်။အခု88မြို့ဆက်ចောင်းသားများအဖွဲ့တွားရောက်ခဲ့တဲ့ចောင်းညီမော်ဒေတာဟာရခိုင်ပြည်နယ်အတွင်းလူမျိုးရေးဘာသာရေးပဋိပက္ခတွေအကြမ်းဖက်မှုတွေပေါ်ပေါက်စေခဲ့တဲ့ရာဇဝတ်မှုဖြစ်ပွားခဲ့ရာဒေတာဖြစ်ပါတယ်။ဒီမိုကရေစီစနစ်နဲ့မကိုက်ညီတဲ့1962ခုနှစ်ပုံနှိပ်ဥပဒေနဲ့မီဒီယာတွေကိုဖိနှိပ်ကန့်သတ်ထားတဲ့ဥပဒေတွေကိုဖျက်သိမ်းပေးဖို့ သတင်းလွတ်လပ်ခွင့်ကော်မတီကသမရဥသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ကိုတောင်းဆိုလိုက်ပါတယ်ဒီသတင်းထုတ်ပြန်ချက်ကိုနိုင်ငံတော်သမရနဲ့ပြည်သူ့လွှတ်တော်ကိုကြံကြဲမိနေပြီးပို့တော်မယ်ဒီချက်ပေါ်မှာခုလက်ရှိဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့ဆန်နှုံးနဲ့မညီမျှတဲ့ခေတ်နောက်ပြန်ဆွဲနဲ့ပုံရိုင်နဲ့ဖယ်ရှားပေးဖို့တောင်းဆိုတာလည်းဒါတွေအားလုံးကိုတာဝန်ရှိသူတွေနဲ့အများဆုံးပြန်လည်စဉ်းစားသုံးသပ်ပြီးတော့ပြုပြင်ပြောင်းလဲပေးဖို့တိုက်တွန်းတောင်းဆိုတာအခြေအနေဖြစ်ပါတယ်။အဲ့တော့ဒီကြေညာချက်ကိုကျွန်တော်တို့တက်ဆိုင်ရာကဥပဒေပြုခဲ့မှာဆိုတာဒီတဲ့ပြည်တွင်း တိုင်းသူပြည်သားတွေရောကျွန်တော်တို့ဒီဘန်နိုင်ကြီးတောက်ရက်ကတူတိတိတာတိထားလာဖို့ကျွန်တော်တို့ကမျိုးစုံနဲ့ကြိုးပမ်းပါတယ်ပြည်ရင်းတို့ကြာနေနှစ်ဆောင်ထုတ်ဝေခွင့်ယာယီရနာခံရတဲ့ကိစ္စနဲ့ပတ်သက်လို့သတင်းမီဒီယာသမားတွေအရေးပေါ်အစည်းအဝေးကိုရန်ကုန်မြို့တော်ဝင်နှင်းစီခန်းမမှာမနေ့ကကျင်းပခဲ့တာပါဒီအစည်းအဝေးကိုပြည်ရင်းမီဒီယာသမားအများအပြားတက်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့သတင်းလွတ်လပ်ခွင့်ကော်မတီယာယီကိုဖွဲ့စည်းလိုက်ပြီးတောင်းဆိုချက်ခွင့်ချက်ကိုအတည်ပြုခဲ့ကြပါတယ်အဲ့ဒီတောင်းဆိုချက်တွေထဲမှာ လက်တလောပိပင်ခံရတဲ့ The Voice Weekly နဲ့ Envoy Channel တွေကိုချက်ချင်းပြန်ပြီးထုတ်ဝေခွင့်ပေးဖို့ပြုပြင်ပြောင်းလဲမှုတွေကိုထိခိုက်စေတဲ့နောက်ပြန်ဆွဲတဲ့ဘယ်ပုတ်ကိုယ်ရဲ့လောရကုံမဆိုးအေးအေးယူဖယ်ရှားပေးဖို့သတင်းမီဒီယာတွေကိုအေးအေးယူတာတွေနောက်ထပ်မလုဆောင်ဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ဒါ့အပြင်မီဒီယာသမားတွေရဲ့ဆန္ဒမပါဘဲရေးထားတဲ့မီဒီယာဥပဒေတွေကိုလက်ခံမှာမဟုတ်တဲ့အကြောင်းလဲသတင်းလွတ်လပ်ခွင့်ကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ လက်တလောပိတ်ပင်ခံရတဲ့ဂျာနယ်တွေနဲ့မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက်နိုင်ငံရေးကျင်းသားဟောင်းကပြားဆရာစောဝေဟာဒီကနေ့ရစပြီးတကိုယ်တော်ဆန္ဒထုတ်ဖော်နေပါဗျ။အခုလိုဆန္ဒထုတ်ဖော်နေရတာဟာမီဒီယာတွေကိုဖိနှိပ်ခံနေရတဲ့သတင်းတွေကိုတမရဦးသိန်းစိန်သိစေချင်တဲ့အတွက်ဖြစ်တယ်လို့ကပြားဆရာစောဝေကပြောပါဗျ။တလောလေးထဲမှာဘယ်လိုဖြစ်လဲဆိုတော့အပြည့်အဝရဲ့ဖိတ်တယ်။ white and white ဘယ်လိုမျိုးလဲဟိုပုပ်လိကက ပုဒ်ကြီးကယပုဒ်ကြီးကယပြဿနာရှာတဲ့အစိုးရနေပြီးတော့ဒီစတုဒ္ဓမနိုင်အောင်ဒါပြဿနာရှာလာတယ်လို့စိတ်ထဲမှာခံစားရတယ်ခံစားရတဲ့အခါကျတော့သမရကြီးရဲ့မိန်ကောင်းလေးလည်းရှိရလေစတုဒ္ဓမနိုင်ဟာဒီတတ်ချင်တဲ့အစိုးရကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ဆိုရင်စတုဒ္ဓမနိုင်အရေးကြီးတယ်စတုဒ္ဓမနိုင်ဟာဒီဖွင့်လင်းလအောင်လွတ်လပ်လအောင်လုပ်ပေးရမယ်ဆိုရဲသမရကြီးရဲ့မိန်ကောင်းလေးဒိဗေကလည်းအဲ့ သဘောဆောင်တယ်အဲ့ဒီသဘောဆောင်တာနဲ့ဆန့်ကျင်ပြီးတော့ဟိုဒီအဖြစ်အပျက်တွေကဒီဂျာနယ်တွေကိုပိတ်တာပါဘယ်လိုခံစားလဲဆိုတော့ဂျာနယ်ကိုပိတ်တာနဲ့မတူဘူးစာနယ်ဇင်းတွေကိုအချုပ်ထဲထည့်လိုက်တယ်ကိုရောကတော့တန်နိုင်ဂျာနယ်နဲ့လွတ်လာခဲ့တယ်ဒါပေမဲ့ကိုရောရဲ့မိခင်ရက်ွက်ဖြစ်တဲ့ဒါမှမဟုတ်တိုင်းပြည်ရဲ့စတုဒ္ဒမနိုင်ဖြစ်တဲ့စတုဒ္ဒမနိုင်ဂျာနယ်ဇင်းဆိုတာကြီးကိုတော့အချုပ်ထဲကိုထည့်တယ်လို့ဘုရားဆရာတယောက်နဲ့ခံစားရတယ် တခုရက်ပိုင်းမှာ The Voice Weekly နဲ့ Endpoint Channel တွေရဲ့ထုတ်ဝေခွင့်ရက်ဆိုင်ခံရတာဟာသမရဦးသိန်းစိန်ရဲ့သတင်းမီဒီယာတွေပေါ်ထားတဲ့သဘောထားနဲ့ဆန့်ကျင်နေတယ်လို့ကြပြဆရာစောဝေကပြောပါတယ်။စတုထမန်နိုင်ဟာတန်ရှင်းတဲ့အစိုးရကောက်မွန်တဲ့အစိုးရဖြစ်အောင်ရေးသားဖို့လိုတယ်။ဒါအပြင်ပွင့်လင်းလာအောင်လွတ်လပ်လာအောင် လုပ်ပေးဖို့လိုအပ်တယ်လို့သမရဦးသိန်းစိန်ရဲ့မိန့်ခွန်းတွေထဲမှာပါခဲ့ပေမဲ့ လောလောဆယ်မှာတော့မီဒီယာတွေအပေါ်အရေးယူနေတာတွေဟာကြပြဆရာတယောက်အနေနဲ့ထောင်းကြတယ်လို့ခန်းစားရတဲ့အတွက်အခုလိုတကူတော်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ကြပြဆရာကိုစောဝေကပြောခဲ့ပါတယ်ရှင်။ရှစ်စက်ချင်းမျိုးဆက်ចောင်းသားများအဖွဲ့ကဦးစီးကျင်းပါမယ်ရှင်လင်းလုံးအရေးတော်ပုံငွေတုကျူဝါစုတင်ကန်းကတ်လူပွဲကိုမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အလဲတိုက်ကြီးဒက္ခိဏယာမဖျားကြီးចောင်းမှာကျင်းပါမှာဖြစ်ပါတယ်။အဲ့ဒီရှင်လင်းလုံးအထိမ့်မှအခမ်းအနားကိုလာမယ့်၈ရက်နေ့ဗုဒ္ဓဦးနေ့မှာကျင်းပါမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးကဒီမိုကရေစီရဲ့တက်ကြွလှုပ်ရှားသူတွေအားလုံးတက်ရောက်ကြဖို့ကိုလည်းဖိတ်ကြားထားပါတယ်။အလားတူပဲနိုင်ငံရေးကျင်းသားဟောင်းတွေ88ကျောင်းသားဟောင်းတွေဦးစီးကျင်းပမယ်24နှစ်မြောက်ရှင်းလင်းလုံးအရေးတော်ပုံထိမ့်မတ်အခမ်းအနားကိုရန်ကုန်မြို့မှာလည်းလာမယ့်10ရက်နေ့မှာကျင်းပမှာပါ။ဒီအခမ်းအနားကိုရန်ကုန်မြို့ရွှေဘုံတိုင်းမှာရှိတဲ့တော်ဝင်နှင်းစီခမ်းမမှာကျင်းပမယ်လို့သိရပါတယ်ခင်ဗျာ။ကချင်ပြည်နယ်ကပြည်တွင်းစစ်ကြောင်းကိုလက်အင်ကချိုးရင်းသွားသူတွေအတွက်ဂျိုင်းတောက်နဲ့ဘိန်းတက်ကလက်ထိုင်တွေကိုရွှေမင်းသားဖောင်ဒေးရှင်းက 88မျိုးဆက်ចောင်းသားများအဖွဲ့ကနေတဆင့်ဒီကနေ့လှူဒန်းလိုက်ပါတယ်။ပြီးခဲ့တဲ့လက88မျိုးဆက်ចောင်းသားများအဖွဲ့ဝင်တွေကချင်ဒုက္ခသည်စခန်းတွေကိုတွားရောက်လေ့လာပြီးတဲ့နောက်ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကိုသိရှိခဲ့ရတဲ့အတွက်အလူရှင်ရှာဖွေတဲ့အခါမှာရွှေမင်းသားဖောင်ဒေးရှင်းကအခုလိုလှူဒန်းလိုက်တာပါ။တိုင်းတော့အခု30နဲ့ဘိန်းတက်ကလေးထိုင်၃လုံးကိုဖောင်ဒေးရှင်းဥက္ကဋ္ဌဦးမြတ်သူဝင်းနဲ့အမှုဆောင်အဖွဲ့ဝင်အစိုးရဂျင်းကြီးတို့က88မျိုးဆက်ចောင်းသားများအဖွဲ့ရဲ့ရုံးခန်းမှာလာရောက်လှူဒန်းတာဖြစ်ပြီး အဖွဲ့အကောင်းဆောင်ကိုမင်းကိုနိုင်ကလက်ခံရယူတယ်လို့88မျိုးဆက်ចောင်းသားများအဖွဲ့ကကိုပန်နေထွန်းကပြောပါတယ်ဒီပစ္စည်းတွေကိုဒုက္ခတွေတွေစီအမြန်ဆုံးရောက်အောင်ပို့ပေးမယ်လို့လည်းသိရပါတယ်ရှင်ကမ္ဘာ့ဗန်နဲ့အာရှဖွံ့ဖြိုးရေးပံကိုမြန်မာနိုင်ငံကပေးဖို့ကြံနေတဲ့အကျိုးတွေပြန်ဆက်နိုင်ဖို့အတွက်ဂျပန်အစိုးရကကာလာတို့ချင်းွေအမေရိကန်ဒေါ်လာတန်900ထုတ်ချီးဖို့စီစဉ်နေတယ်လို့ကျိုတိုသတင်းဌာနကဖော်ပြလိုက်ပါတယ်။မြန်မာနိုင်ငံကိုချင်းွေအသစ်တွေထုတ်ပေးဖို့ပြင်ဆင်တဲ့အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်ရုံးခွဲတွေရန်ကုန်မြို့မှာမနေ့ကဖွင့်လှစ်လိုက်ပြီးတဲ့နောက်မှာဂျပန်ကငွေထုတ်ချိမဲ့တရင်ထွက်ပေါ်လာတာပါစီးပင်းစည်းကမ်းတွေအရမြန်မာအစိုးရအနေနဲ့နောက်ထပ်ချိငွေတွေရဖို့ကြွေးကြံတွေကိုအရင်ဆုံးပြန်ဆက်ဖို့လိုအပ်နေပါတယ်အခုလိုမျိုးဂျပန်အစိုးရကဒေါ်လာ3900ထုတ်ချိမဲ့ဆိုတဲ့အတွက်မြန်မာဘော်ချမှတ်ထားတဲ့လက်ကျန်ပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်ပြည်တော်စုကပြန်ရုပ်သိမ်းပေးတာနဲ့တပြိုင်နက်ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်ကနေချိငွေတွေရဖို့လမ်းပွင့်သွားပြီဖြစ်ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာ့ဘဏ်ကို အမေရိကန်ဒေါ်လာတန်း400နီးပါးနဲ့အာရှဖွံ့ဖြိုးရေးဘဏ်ကိုဒေါ်လာတန်း900အကျွေးပြန်ဆက်ဖို့ရှိနေပါတယ်။မြန်မာကိုချင်းငွေတက်တွေထုံမပေးဖို့ကန့်ကွက်နေတဲ့အမေရိကန်ပြည်ထောင်စုဟာကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်ကိုငွေကြေးအများဆုံးထည့်ဝင်ထားတဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာ။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်ပြီးတင်ဆက်သွားမှာပါခင်ဗျာဟုတ်ကဲ့ရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နိုင်ခွဲကနေ9နာရီထိညစင်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းဆောင်မတွေဆက်ပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာအခုရက်ပိုင်းတွင်ပြည်ရင်းထုတ်ဂျာနယ်တချို့ကိုစာပေစီစီရေးကထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်တာသတင်းတွေကိုစင်စါတင်းကျပ်လာတာတွေကြောင့်ပြည်ရင်းမီဒီယာသမားတွေကြားမှာဒီမိုကရေစီရေးနဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကိစ္စတွေကိုဆွေးနွေးဖော်ထုတ်လာနေကြပါတယ်အသေးစိတ်ကိုကျမတို့ဖွဲ့သားကုကြီးကတင်ပြပေးပါပါရှင်သတင်းလွတ်လပ်ခွင့်ပိတ်မင်တားဆီးလာတာတွေကိုဆွေးနွေးအပြေရှာကြဖို့အတွက်ရည်ရွယ်တဲ့ သတင်းမီဒီယာသမားတွေတွေ့ဆုံဆွေးနွေးပွဲတစ်ခုကိုသတင်းလွတ်လပ်ခွင့်ကော်မတီရဲ့ဥဆောင်မှုနဲ့ရန်ကုန်တော်ဝင်နေစီခန့်မှန်မှာမနေ့ကကျင်းပခဲ့ပါတယ်။စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးဒီမိုကရေစီစနစ်နဲ့မကန့်ညီတဲ့1962ခုနှစ်ပုံနဲ့ဥပဒေနဲ့မီဒီယာတွေကိုဖိနှိပ်ကန့်သတ်ထားတဲ့ဥပဒေတွေကိုဖျက်သိမ်းပေးဖို့အတွက်သတင်းလွတ်လပ်ခွင့်ကော်မတီကသမရဦးသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ကိုမနေ့ကတောင်းဆိုလိုက်ပါတယ်။အဲ့ဒီတောင်းဆိုချက်တွေထဲမှာ လက်တလောပိတ်ပင်ခံရတဲ့ဂျာနယ်တွေကိုချက်ချင်းထုတ်ဝေပြုဖို့သူပြင်ပြောင်းလဲမှုတွေကို ထိခိုက်စေတဲ့နောက်ပြန်ဆွဲတဲ့ဘဲပုတ်ကိုရဲ့လောက်ရက်ကိုမစိုးအေးအေးယူဖယ်ရှားပေးဖို့သတင်းမီဒီယာတွေကိုအေးအေးယူတာတွေထပ်မံမလုဆောင်ဖို့နဲ့မီဒီယာသမားတွေဆန္ဒမပါဘဲရေးဆွဲတဲ့မီဒီယာဥပဒေတွေကိုလက်ခံမှာမဟုတ်ဘူးဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။ ဒီစီးရဲ့တော်တော်အားရအောင်ကောင်းတယ်ကျွန်တော်တို့လွတ်လပ်တဲ့စာပေဖွဲ့စည်းတွေကျွန်တော်တို့ကျွန်တော်တို့ကျိုးပန်းနေတာရှိပါတယ်ဒါပေမဲ့ဒီနေ့မထင်မှတ်ဖက်တဲ့လူတွေအများပြားလာတာကိုတွေ့ရတယ်နောက်တစ်ခုကအားလုံးကအားတက်တွေရောရှိတယ်ကိုမီဒီယာလောကရဲ့ လှုပ်လှခွင့်ကိုကာကွယ်ဖို့အတွက်အားလုံးတင်ဒီတညာတွေသောဆန္ဒရှိတဲ့ဒီနေ့မြင်ွေးကိုကြည့်ရအထူးပဲဝမ်းသာကျေနပ်ဖို့ကျွန်တော်တို့ဘာတွေလုပ်သွားမလဲဆိုတော့အခုကျွန်တော်တို့ဒီတောင်းဆိုထားတာတွေကျွန်တော်တို့ရဲ့သဘောထားတွေအားလုံးသက်ဆိုင်ရာတာဝန်ရှိသူတွေကိုကျွန်တော်တို့တောင်းဆိုထားပြီးအဲဒီကမှတာဝန်ရှိဆုံးပုဂ္ဂိုလ်ကနေပြီးဒီကိစ္စတွေဖြေရှင်းဖို့တွေ့ဆုံမယ်ဆိုရင်ကျွန်တော်တို့အားလုံးကနေတွေ့ဆုံပြီးတော့ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်သွားပါမယ်အဲ့ဒါမှမရရင်ကျွန်တော်တို့ကညှိနှိုင်းစွာဆန္ဒထုတ်ဖို့ဒီအစလီလုံးဆောင်ပါလို့ရှိရှိလက်တလောပိတ်ပင်ခံရတဲ့ဂျာနယ်ရီနဲ့မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆီယာစောဝေဟာဒီကနေ့ကစပြီးတကူတော်စန္ဒထုတ်ဖော်နေပါတယ်။အခုလိုစန္ဒထုတ်ဖော်နေရတာဟာမီဒီယာတွေကိုဖိနှိပ်ခံနေရတဲ့သတင်းတွေကိုတမရဥသိမ့်စိန်သိစေခြင်းတဲ့အတွက်ဖြစ်တယ်လို့ကဗျာဆီယာစောဝေကပြောပါတယ်။တမရကြီးရဲ့မိန့်ခွန်းလေးလည်းရှိတယ်လေစုထမနိုင်ဟာဒီတတ်ခြင်းတဲ့အစိုးရကောင်းမွန်တဲ့အစိုးရဖြစ်ဖို့ဆိုရင်စုထမနိုင်ရဲ့ရည်ကြီးတဲ့စုထမနိုင်ဟာ ီဖွင့်လင်းလောက်လွတ်လပ်လောက်လုပ်ပြရမယ်ဆိုတဲ့သမရကြီးရဲ့မိငုံးတွေဒိဗေပါလေအဲ့သဘောဆောင်တယ်အဲ့သဘောဆောင်တာနဲ့ဆန့်ကျင်ပြီးတော့ဟိုဒီဖြစ်ပျက်တွေကဒီဂျာနယ်တွေကိုပိတ်တာပါဘလို့ခံစားလဲဆိုတော့ဂျာနယ်ကိုပိတ်တာနဲ့မတူဇာနယ်စင်းတွေကိုအချုပ်လေးထည့်လိုက်တယ်ကိုရောကတော့တန်နိုင်ကြရတဲ့နေလွတ်လာခဲ့တယ်ဒါပေမဲ့ကိုရောရဲ့မိခင်ရက်ွက်ဖြစ်တဲ့ဒါမှမဟုတ်တိုင်းပြည်ရဲ့စတုဒ္ဓမန္တန်ဖြစ်တဲ့စတုဒ္ဓမန္တန်ကြီးဇာနယ်စင်းဆိုတာကြီးကိုတော့ အချုပ်ထဲကိုထည့်တယ်လို့ဘုရားဆရာတယောက်နဲ့ခံစားခံစားရတယ်အဲ့တော့ဒီနေ့တော့ဒီဟာလေးကိုအင်တာနက်ပေါ် Facebook မှာဒါလေးကိုတင်မယ်ဒါလေးကိုဟိုသွားလိုက်အောင်ဒီနေ့တနေ့တော့ရှိသွားမယ်အဲဆိုပြီးတော့ဒီဆန္ဒလေးကိုပေါ်ထုတ်ပြတော့ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ပြိပက္ခတွေနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းရေးသားလာကြတဲ့ပြည်တွင်းထုတ်စာနယ်ဇင်းတွေကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေကပြီးခဲ့တဲ့ဂျွန်လက ခေါ်ယူပြီးသတိပေးခဲ့ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာရှိပေမဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကပိုအရေးကြီးတဲ့အကြောင်း တိုင်းပြည်မှာ1962ပုံနှိပ်ဥပဒေရှိနေသေးကြောင်းတိုင်းပြည်တည်ငြိမ်မှုကိုထိခိုက်လာရင်သတင်းမှန်ပေမဲ့လည်းအရေးယူခံရမှာဖြစ်တယ်လို့ဦးမြင့်စွေကစာနယ်ဇင်းတွေကိုပြောလိုက်ပါတယ်ဖြစ်သွားနိုင်တယ်ဒါမျိုးလေးဒါတတိယမျိုးလို့ပြောရတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ခေါ်ကြတဲ့အတိုင်းကြီးရတော့ တိုင်းကအရေးကြီးတဲ့ရှင်ဖြစ်နေတယ်ရှိနေတယ်အဲ့ဒါအခုရောက်နေရောက်နေတဲ့အချိန်မှာဘုရားတည်တဲ့ဥပဒေလည်းရှိတယ်ဖယ်ပြီးလို့ရှိတာဥပဒေလည်းရှိတယ်အဲ့ဒါမှအဲ့ဒါပြန်ပြောရရင်ဟိုဖယ်ပြီးလို့ရှိတာဥပဒေမှာပြတ်ထန်းချက်တွေနဲ့ချိုးရပြီးတော့ထုတ်ပေါ်ပြီးတော့ပြောတာလည်းရှိတယ်အာလောကသောအလားဤသားနိုင်လို့ဒီမှာကျတော့အဲ့ဒါပြောရရင်ပြောင်သူတမရမြန်မာနိုင်ငံတော်ဖက်ဒရယ်ချီတာဥပဒေအခန်း၈မှာဥမြင့်စုရဲ့ပြောဆိုချက်တွေအပေါ် မီဒီယာလွတ်လပ်ခွင့်ဥဆောင်နေသူတွေတဲကစာရေးဆရာမောင်ဝင်သားကသူ့အမြင်သူ့သဘောထားတွေကိုအခုလိုပြောခဲ့ပါတယ်ခင်ဗျာဆိုရင်ကျွန်တော်တို့ကမီဒီယာလောကိုနော်ပုံပြဥရေကိုနော်တာဝန်ဥရေကိုနောက်ပြီးတော့စာနေစက်ကောင်စီပေါ်ပေါ်ထုတ်ရေးကိုနော်မြန်မာနိုင်ငံမှာကျွန်တော်ယူသားစာနေစက်ကောင်စီပေါ်ပေါ်ရေးကိုဒီလိုလိုသွားနေတဲ့အဆင့်မှာရှိပါတယ်ကျွန်တော်တို့ကပြည်ပြောင်းလဲရေးတွေလုပ်တဲ့တိုင်းပြည်ရဲ့တခြားသောကဏ္ဍအသီးသီးနီးတူ ကျွန်တော်ဒီတရိတ်မီဒီယာလောကမှာလည်းကျွန်တော်ပြုပြင်ပြောင်းလဲရေးလုပ်မယ်အတွင်ကူးပြောင်းရေးလုပ်မယ်စနစ်ကြီးပြောင်းမယ်ဆိုပြီးတော့အဲ့လိုတွားနေတဲ့အခြေအနေအဲ့လိုအခြေမျိုးမှာကျွန်တော်ဒီကအစိုးရတောင်းရှိနေများနဲ့တရိတ်မီဒီယာဘက်ကပို့များဟာဘာဖြစ်လို့ကျွန်တော်တို့ကကူးပေါင်းဆောင်ရွက်တဲ့အတွင်လည်းကျွန်တော်တို့တွားရမှာကျွန်တော်တို့ဘက်ကချုပ်ရတာရှိလို့ရှိရတယ်အဲဟိုထောက်ပြပြီးတော့ကျွန်တော်တို့ဟိုပြုမြင်နေတယ်နောက်အစိုးရဘက်က မှားတာယူနေတာနော်အားနေတာချွေးချွေးနေချိန်ရှိနေကျွန်တော်တို့ကဒါထောက်ပြဖို့လေးပါဖို့ကျွန်တော်မတောင်းရှိတယ်ဒါပေမဲ့ငယ်ငယ်တော့သမရကြီးကိုလည်းဒီသမရရဲ့တက်ခံတဲ့မိန်မောဒါစပြီးတော့စတုထမှန်တယ်လေးစားမယ်ဆိုပြီးပြောထားပြီးတာဖြစ် မြန်မာနိုင်ငံကို25နှစ်ကြာငွေချိတာတွေရပ်ဆိုင်းထားပြီးတဲ့နောက်မှာတော့အခုတစ်ခါထောက်ပံ့ငွေတွေပြန်လည်ထုတ်ပေးဖို့အတွက်ကမ္ဘာပံကဆုံးဖြတ်လိုက်ပါတယ်။ American Dollar တန်း400နီးပါးအကျွေးတင်နေတဲ့မြန်မာနိုင်ငံပေါ်ကမ္ဘာပံကဘာကြောင့်ချင်းငွေတွေပြန်ပေးရသလဲ။ဒီငွေတွေကိုဘယ်နေရာတွေမှာသုံးစွဲဖို့စီစဉ်ထားသလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဝိုင်းတော်သူမညညိုလွင်ကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။1952ခုနှစ်ကကမ္ဘာပံအဖွဲ့ဝင်နိုင်ငံတနေနိုင်ငံဖြစ်လာခဲ့တဲ့မြန်မာနိုင်ငံဟာချင်းငွေအမေရိကန်ဒေါ်လာ 398တန်းကိုမပေးဆက်နိုင်တာကြောင့်1989ခုနှစ်မှာကမ္ဘာပံကချင်းငွေအစ်စ်မပေးတော့ဘဲရပ်ဆိုင်ထားခဲ့တာပါ။ဒါပေမဲ့လည်းမြန်မာနိုင်ငံဟာအဖွဲ့ဝင်နိုင်ငံအဖြစ်တော့ဆက်လက်တည်ရှိနေခဲ့ပါဗျ။ အခုချိန်မှာတော့မြန်မာနိုင်ငံအတွင်းနိုင်ငံရေးပြောင်းလဲမှုတွေမြင်တွေ့လာတာအပြင်မြန်မာနိုင်ငံဟာဒေသတွေမှာအစင်းရဲဆုံးနိုင်ငံတွေထဲမှာပါဝင်နေပြီးပြည်သူတွေရဲ့လိုအပ်မှုတွေမြင့်မားနေတာကြောင့်ကမ္ဘာ့ဘဏ်အနေနဲ့အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးကိုထောက်ပံ့အားပေးဖို့နဲ့စည်ရင်ချုပ်တဲ့နေတဲ့ပြည်သူလူထုတွေရဲ့ဘဝတွေတိုးတက်လာဖို့အခုလိုချင်းငွေပြန်လည်ပေးတာလို့မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ကမ္ဘာ့ဘဏ်အဖွဲ့ဒုတိယဥက္ကဋ္ဌ Miss Pamela Cox ကပြောပါတယ်။ Myanmar is moving from a military government to a more open and democratic government. Myanmar is moving from conflict to peace. And Myanmar is moving from a closed economy to an open economy. မြန်မာနိုင်ငံဟာဆေးအစိုးရကနေဒီမိုကရေစီအစိုးရဖြစ်လာတာပဋိပက္ခဖြစ်နေတာကနေငြိမ်းချမ်းရေးဘက်ကိုဦးတည်လာတာတကားပိတ်စီးပွားရေးစနစ်ကနေတကားဝင်စီးပွားရေးစနစ်ကျင့်သုံးလာတာတွေကြောင့်ကမ္ဘာပိုင်အနေနဲ့မြန်မာနိုင်ငံနဲ့ပြန်လည်ဆက်ဆံလာတာဖြစ်တယ်လို့ Miss Pamela Goss ကပြောသွားတာပါဖွံ့ဖြိုးရေးအစီအစဉ်တွေဖြစ်တဲ့စာတင်ကြောင်းလမ်း တောက်သုံးရင်နဲ့တခြားစီမံကိန်းတွေအတွက်အမေရိကန်ဒေါ်လာ85သန်းပေးဖို့ရထားတဲ့အကြောင်းရန်ကုန်မြို့အင်းရန်လိပ်ဟိုတယ်မှာဖွင့်လှစ်လိုက်တဲ့ကမ္ဘာ့ဘဏ်ရုံးခန်းဖွင့်ပွဲမှာကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။ In terms of local development whether they want to spend it on roads, schools or water facilities. မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့တာဝန်ရှိသူတွေဟာနေပြည်တော်မှာသမရဦးသိန်းစိန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့တခြားဝင်ကြီးအဖွဲ့ဝင်တွေလွတ်တော်ဥပဒေပြုအဖွဲ့ဝင်တွေနဲ့လည်းတွေ့ဆုံခဲ့ကြပါတယ်။မြန်မာနိုင်ငံအနေနဲ့ကမ္ဘာ့ဘဏ်ကိုပြန်လည်ပေးဆက်ဖို့ရှိနေတဲ့ အမေရိကန်ဒေါ်လာ398တန်းချင်းငွေကိစ္စနဲ့အတိုးနှုတ်မဲ့ချင်းငွေပြန်ပေးနိုင်ရေးကိစ္စတွေကိုတော့2023ခုနှစ်ဇန်နဝါရီလမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ရဲ့အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဒုဥက္ကဋ္ဌ Miss Pamela Koska ပြောဆိုသွားခဲ့ပါတယ်ရှင်။ ိုင်ငံမှာကဘာလက်ခီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးနေတာနဲ့အမျှမြန်မာနိုင်ငံဘက်ကဆင်တွေကိုထိုင်းနိုင်ငံဘက်ပေါက်ခိုးခုတ်ထုတ်တာတွေရှိနေတဲ့အကြောင်းလန်ဒန်အခြေစိုက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အဖွဲ့ဖြစ်တဲ့ Ecologist Film Unit ကမကြသေးခင်ကမှတ်တမ်းတင်ဗီဒီယိုတစ်ခုဖြန့်ချိလိုက်ပါတယ်ဒီအကြောင်း RFA ဖွဲ့သားကိုခင်မောင်စုမင်းကတင်ပြပေးမှာပါရှင်ထိုင်းနိုင်ငံသားတွေကဆင်တွေကို ဖုံးတကိုကြီးလက်လာပါရှင်နဲ့တလိမ့်ဆန်အဖြစ် ပူဇော်ပသကြသလို့ အဲ့ဒီထိုင်းနိုင်ငံကိုအလဲလာအောင်ကြတဲ့ကဘာလက်ခီးတဲ့တွေကလည်းစင်စည်းကြရတာကိုသဘောကျကြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာ စင်စည်းလှည့်လည်ကြတဲ့ပွဲတော်တွေဟာကဘာလက်ခီးတဲ့အများအပြားကို ဆွဲဆောင်နိုင်ကြပါတယ်။တကယ်တော့အဲ့ဒီကဘာလက်ခီးတဲ့တွေ ထိုင်းနိုင်ငံမှာပျော်ပျော်ပါးပါးစီးခဲ့ကြတဲ့ဆင်တွေဟာမြန်မာနိုင်ငံတောတောင်တွေကနေမှောင်ကိုဆင်ဖန်းသမားတွေကအရက်ဆက်ဆုံနီလန်းတွေနဲ့ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်ဆင်ဖန်းသမားတွေဟာထိုင်းနိုင်ငံသားတွေနဲ့ကဘာလှည့်ခီးတဲ့တွေအလွန်ချစ်မြတ်နိုးကြတဲ့ဆင်ပေါက်ကလေးတွေ

မိခင်စင်မကြီးတွေတခြားစင်တွေက အန္တရာယ်ပြုလာတဲ့အခါစင်ဖန်းသမားတွေက မောင်းပြန်တဲ့နှက်တွေနဲ့ပြစ်ခတ်ပြီးကာကွယ်ကြပါတယ်။အဲ့ဒီလိုမြန်မာနိုင်ငံတဲကနေအရှင်ဖန်းစည်းမိကြတဲ့စင်တွေကို ထိုင်းနိုင်ငံကိုမှောင်ကိုတင်ဖို့ရောင်းချတဲ့အကြောင်းဗီဒိန်နိုင်ငံအခြေစိုက် EFU အဖွဲ့ကမှတ်တမ်းဗီဒီယို ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံဘက်ရောက်တဲ့အခါမှာအဲ့ဒီစင်ရိုင်းတွေကိုယင်ပသွားအောင် ကျုံသွင်းပြီးလေ့ကျင့်ပေးပါတယ်အဲ့ဒီစင်တွေဟာရရဆက်ဆက်ရိုက်နှက်ခံရလို့အစာမကျွေးဘဲထားလို့စိတ်ပိုင်းဆိုင်ရာညှင်းဆဲတာခံရလို့တေဆုံးကုန်ရတဲ့မှတ်တမ်းတွေရှိပါတယ်ဒါကြောင့်သူတို့တွေဟာလူတွေကိုကြောက်ရွံ့နေကြပါတယ်ဒါတွေကိုလုံးဝလက်မခံနိုင်ပါဘူးလို့စင်တွေကိုသဘာဝအတိုင်းထားရှိပြီးတဲ့အဖွဲ့အစည်းကစောင်းတားလက်ချက်လက်ကပြောဆိုပါတယ် because they can't accept ဆင်းရဲကိုရရဆက်ဆက်ရိုက်နှက်တာတွေခိုင်းစားတာတွေကိုတက်တည်အထောက်ထားတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုပြသပြီးအဲ့ဒီဆင်းရဲအကာအကွယ်ပေးတဲ့ဥပဒေပြဋ္ဌာန်းရေးထိုင်းစိုးရကိုဖိအားပေးဖို့တောင်းဆိုနေပါတယ်လို့ဆင်းရဲကို သူတို့ရဲ့တောတောင်တွေထဲနေထိုင်နိုင်ရေးဆောင်ရွက်နေတဲ့အဖွဲ့က Antrinet Bandiwada ကပြောပါတယ်တကယ်တော့အဲ့ဒီဆင်တွေကိုထိုင်းနိုင်ငံမှာအပျော်စီးနေကြတဲ့ ကဘာလက်ခီးတဲ့တွေကိုတိုင်ကသူတို့အနေနဲ့စင်ရိုင်းတွေရဲ့သဘာဝနေထိုင်မှုပျက်စီးအောင်ရက်ဆက်တဲ့မောင်ကိုလုပ်ငန်းကိုတစ်ဖက်တစ်လမ်းကအားပေးနေတယ်ဆိုတာသတိပြုမှုခြင်းမရှိကြပါဘူးခမညာ မကွေးတိုင်းမြန်မြို့နယ်တဲကအများပိုင်ကြေးရွာစာကြီးတိုက်ကိုအာနာပိုင်တို့ကပိတ်လိုက်ပြီးမြေနေရာရောင်းချဖို့အတင်းကျပ်စီစဉ်နေတယ်လို့သိရပါဗျ။အပြည့်စုံကိုတော့ကျွန်တော်ရဲ့အထရင်တော့ကိုထုံးထုံးကဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။မကွေးတိုင်းပကောက်ကူခရိုင်မြန်မြို့နယ်မကြီးကန်ရွာအုပ်စုညောင်ကန်ရွာမှာရက်ရပိုင်စာကြီးတိုက်ကိုကြေးရွာအုပ်ချုပ်ရေးမှူးကမြေနေရာရောင်းချဖို့အတွက်စာကြီးတိုက်ကိုပိတ်ပစ်လိုက်ပြီးစာကြီးတိုက်ရမုံငွေတွေကိုလည်းတင်ယူထားတယ်လို့သိရပါဗျ။ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြခိုင်ကလာဝင်းအောင်စာကြည့်လိုက်ကိုအခုနှစ်ဧပြီလ25ရက်နေ့ကအမိန့်ထုတ်ပေးပြင်ခဲ့တာဖြစ်ပြီးကျေးရွာစီဝင်းမှာလည်းတိုင်ကြရာတိုင်ကြားလို့လည်းချိန်ပေါင်းခဲ့တယ်လို့သိရပါတယ်။ဥက္ကဋ္ဌအနည်းပြောင်းသွားတဲ့အချိန်မှာအုပ်ချုပ်ရေးမှူးတယောက်ဦးမြခိုင်ရဲ့လူဖြစ်သွားတဲ့အချိန်ကျတော့ကျွန်တော်ဆက်ကိုင်းညီမာတယ်ဆက်ကိုဖွင့်ညီမာတယ်အခါကျတော့သူကမဖွင့်ပါလို့လည်းကျွန်တော်ကိုတားမိတယ်။တားမိတဲ့အခါကျကျွန်တော်ဘာဖြစ်လို့လဲလို့ကျွန်တော်မေးတဲ့အခါကျတော့စာကြည့်တဲ့ကိုကျွန်တော်ကစံကြောင်းလေးကိုရွှေ့ပြီးရမှာ ဒီမြေကိုကျွန်တော်ကလိုအပ်ထက်တုံးမလို့ရောင်းမလို့ပြောပါတယ်။အဲ့ကြောင့်ကျွန်တော်ကမရောင်းမှလည်းကျွန်တော်တရားလေးတရွာလုံးကလေးပဲဒါလေးကိုအားကိုးပြောမှာစာကြည့်တဲ့ကလေးစီတော့ကြောက်လို့ပါလို့။မင်းတန်းကြီးကတွတ်တန်းကြီးတဲ့။ငါလုံးတင်တဲ့ထင်လို့လုံးထားလို့ပြောပါတယ်။ပိတ်ပစ်ခံနိုင်ရတဲ့လာဝင်းအောင်စာကြည့်တဲ့ကို2009ခုနှစ်နှစ်ကုန်မက်ကတီတောင်းလာတာဖြစ်ပြီးအကျယ်ဝန်55ပေပေ30ရှိပါတယ်ဒီစာကြည့်တဲ့ဟာမကြီးကံ့ရွာအုပ်စုတွေကကျေးရွာ9ရွာမှာတစ်ခုတည်းသောရှိတဲ့စာကြည့်တဲ့လည်းဖြစ်ပါတယ် ဒါအပြင်စာကြည့်တဲ့ရန်မုံငွေဖြစ်ကျေးရောက်အုပ်ချုပ်ရေးမှုစီမှာတင်းဆဲထားတဲ့ငွေကြက်လိန်တွေကိုလည်းစာကြည့်တဲ့ကော်မတီဝင်တွေကပြန်လည်တောင်းယူပေးမယ်လေအခုချိန်လေးပြန်လည်မပေးသေးပါဘူးရန်မုံငွေက၄သိန်းကျော်လောက်ရှိပါတယ်၄သိန်းလောက်ရှိတာလည်းကျွန်တော်ဒီစပွဲတန်းရလေးဝေချင်လို့စောက်ဆရံလေးဝေချင်လို့လို့ကျွန်တော်ပြောတဲ့ခါကျဘာမှပြီးစကားလည်းမပြောဘူး तू ကသူအုပ်ချုပ်ရေးမှုဖြစ်တယ်ဆိုပြီးတော့ तू ကလုံးတင်တယ်ဆိုပြီးတော့ तू ကြိုက်မယ်ဆိုပြီးကြိုက်တယ် လာဝင်းအောင်စာကြည့်တဲ့ဟာတလင်ကုံဖွင့်လှစ်ထားတဲ့စာကြည့်တဲ့မျိုးဖြစ်ပြီးအခုခါပိတ်ပင်ခံနိုင်ရတဲ့အတွက်ပြန်လည်ဖွင့်လှစ်ပေးစီလို့ကြောင့်ကိုလည်းယာသူယာသားတွေကအခုလိုပြောပါတယ်။ဒီလိုကျမတို့ရမယ်ရှိမယ်ဆိုရင်တော့ကောင်းပါလေ။ကလေးတွေအတွက်လည်းအမြင်ကျဲတယ်အလင်းအောင်ရတယ်ပေါ့။ဥပမာကလေးတွေဆိုအနည်းဆုံးရွှေသွေးလေးပဲဖက်ရအောင်တော့ပေါ့နော်။စာအမြင်ကျဲတယ်ပေါ့။အခုကြာစာကြည့်တိုက်ပိတ်ထားတဲ့အတွက် မတို့အနေနဲ့ကတော့မကြိုက်ဘူးပေါ့ရွာအနေနဲ့လည်းအလင်းရဘဟုတုတာနဲ့သွားတယ်ပေါ့ပြောရလို့ရှင်ရွာသူရွာသားကလေးတွေကအစပေါ့လေကျမတို့လူကြီးတဲ့သူတွေဒီအစာဖက်ချင်တဲ့သူတွေအကုန်လုံးကဒီစားကြည့်တယ်မရှိတော့တဲ့အတွက်တော်တော်ကိုစိတ်ပြတ်မိပါလားဒီစားကြည့်တဲ့ကိုဘာဖြစ်လို့ရောင်းပြရမှာလဲဘာဖြစ်လို့အဲ့လိုလုံးရမှာလဲလို့တိဝါလုံးကလည်းပြောရပါတယ်ညဆိုရင်ကလေးလူငယ်အကုန်လုံးဝိုင်းပြရမှာညဆိုစားကြည့်တဲ့ကလူတော်မဆောင်သူကအကုန်လုံးဝိုင်းကြည့်နေကြအကုန်သိတယ်ကျွန်တော်အဲ့စားအုပ်စားတာကျွန်တော်ဗလာစားအုပ်ကျွန်တော်ဆယ်အုပ် ဆက်နှစ်အုပ်ကုန်နေပြီကျွန်တော်အဲ့လိုလူလေးကျွန်တော်စီကံလေးအရာပေါ့ကျွန်တော်မှတ်ထားတာပေါ့ငားတယ်လူစာကြည့်တိုက်ပိတ်ခရရနာနဲ့ပတ်သက်ပြီးမြို့နယ်နဲ့ခရိုင်စစ်အာဏာပိုင်တွေကိုတိုက်ကြားခဲ့ပေမဲ့လည်းတစုံတရာအရေးမယူတဲ့အပြင်တိုက်ကြားသူတွေကိုသာဆင့်ခေါ်မင်းမြတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးကရင်နီတိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပါပါ မြန်မာနိုင်ငံအတွင်ကူပြောင်းရေးကာလနဲ့နိုင်ငံတကာဘဏ္ဍာငွေကြေးအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍအကြောင်းဆွေးနွေးပွဲကရင်နီပြည်နယ်ဖားဆောင်မြို့နယ်မှာမျက်စစ်တအားလိုင်းပြုပြင်တဲ့ဝန်ထဲနှစ်ဦးတက်လိုက်သိဆုံးသွားတဲ့အကြောင်းစတဲ့သတင်းတွေကိုမြန်မာဘာသာစာတမ်းထိုးတင်ပြထားပါရရှင်။ ဒရက်ပဲပုံဖဲသည်ရေကလေးပချက်ချက်ကရောပကယ်လီအတေတရာဘီအိုင်ဖ်အင်မြချင်းနေရှိလို့ပရိုအကူရေဘာမှဥမှဒရဘတီဗမဆုမတရတကြတဲ့ပကတိစောချပတဲ့ဟင်းမှာယကေကိုတဖြစ်တဲ့ချောက်ကဆွက်ခဲရီရခါရှေအပလော့မှုတွေပနကအငင်းတပိဒိုတေတရရတဲ့ဟင်းနာပရမီပရိုဆေအပလော့မှုတဟေအပလေကိုတတိတငိခေလူတရတကြတဲ့ဟေအလူလူလနမဒီမိုကရေစီနာတဲ့ဒူချလဘအပလော့အန်ဒီဒီဟေပေဒူဖုနာ NDD ခုချဒခေအမဟေနာပရမေအပလူအပလမုတမနာတမူတတတငိဘေခေလူတရတကရဒအတောဘေတဟေနမမအကဘွတရေဥလပုချေမမလကုတပေတဒုပါချေအကဘွတရေဥဒုချေပုကေဖုတဟေအငိပါပရဟေဒုနမဘီချွန်လိုက်လဲရှိတဲ့အခဲအတိမြချေချေနာကရလီပရမော့အပလော့အမှု KMWO နာကရလီပရလူမီတဲ့တချက်ချက်ပတ်တီ KNPP နပြီးမြနာပရိကေကူရှူလူခလေးတဖို့နော ျမတို့ပြည်သူတကယ်ညင်ကျင်တဲ့မှန်ကန်တဲ့ညင်ကျင်ရေးကိုပေါ်ဆောင်ဖို့အတွက်လိုအပ်တဲ့အာဆောင်ရံဆောင်ရံများပေါ့နော်ဆောင်ရံဆောင်ရံများလိုအပ်တဲ့လုပ်ငန်းတွေလုပ်နိုင်ဖို့အာစိန်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်ဖို့တတိကြီးကြီးထားပြီးတော့မှမှန်မှန်ကန်ကန်နဲ့ညင်ကျင်ရေးလမ်းကြောင်းကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်တွန်းပို့နိုင်ဖို့အတွက်ကိုလက်နိုင်တဲ့များကျမတို့တရင်ချက်လက်ပြုလုပ်မှုတွေအာအတွေ့အကြုံနဲ့အမြင်သဘောထားဖွင့်မှုတွေလုပ်နိုင်ဖို့အတွက်ဒါရောက်တာလို့ရှိတယ်ဟုတ်ကဲ့နေကေတကေလေဘီ တတကလေးဆွခဲရီချေကေကူတတကျူတဘဲအငင်းနာရီမေရကခီချေကေအငင်းဟေခုရှိဘရူရခါရှေဝော့ကဘာအရှတဒူချာလဘဘာ you can australia eu and you apply mo do no de he ma de etike me chu te me chu de he te ngi ni du phu na te ngi ni ru nai ko shi ba ru ra kha shi apply mo de he ya na me chu ဒူဟောတဖြစ်တမေဒေမြက်ကေကူရောပြပပြပစဲအူပီပရီဂျီနာမြက်ကေကူတဟေနာအကလအလျောဒေကေကူပြပပြပစဲအန်ဒီပီတဟေလောပလီရတုကခေတ္တအတီဒေအတီဦးနီခလေခဗျာဒေတတဂျူတဂျူဘေအငိခုနိုယေဒူအတီတေမီချူဇူတဟေပါဟေဒူ ยีตรมอลีเนี่ยมือละแคมยักเล็กคุยเกลี่ยขาลายาเตาเตาสเล็กเลี่ยจะมีรามีเปลี่ยรอมีดลาเตกเอติเปรมมีนีเปรบีเคลียลิกเภาษาวิมุกุนภาษาวิมุกุพูดเปรเฮนะอัตเตกะดามีเปลี่ยรถเปรนะอัลตาเบแพเตกะกุกลอนะรถเปรให้ดึชิลีมีเปลี่ยบีลอปิตาเตอร์ภาษาวิมุนชิลีมีแฮร์รี่โอเซอร์เชนัสเซอร์กิโลโวบ้านเปรအဘကနာတချို့ချရတဲ့ဟေဆူဒီယာမြတ်တရီတို့တီကူရှီလီမီဇိုနရာပရမေမီတပရဟေနာ အမဝနိဟကဝယေတရောဂယလိကေစီလီမီဇောပရဒခုတဟေအထေချနာလောချညာခရောတခညာကတလိုက်တောဟေဒူပရဒတိကနမအိုဒီမောဆိုဗိမကုအနာဟာဆိုရှယ်အထနီနာဩရဖာဆာဗိမကုအနာဟာရှညောနာနလေထေနပရေဒီတကဲငေးပပစ်ချက်ရပကရလီအတရတကဖီးရင်ဟောဟုပိတလာကရလီဖုဒမြက်ကပယ်မြက်ချင်းနေရှီလီပရိုယေတေမိုဘတီတေမိုဘတီ ဒီညတွေ RFA ရုံမြင်သံကြားအစီအစဉ်တွေလည်းဒီမှရင်ပြီးဆုံးပါပြီ။ကြည့်ကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်။